ဘောစိတ်ချရမယ်အကျိုးရလတ်ကိုထွက်စေတဲ့ရွှေအိုးမြုံနိုင်ခြင်း၄မျိုးဘာလို့ရမှာလဲဒါနာရယ်သီလရယ်တမာရရယ်ပညာရယ်အဲ့ဒီရွှေအိုးလေးလုံးဟာတစ်လုံးထက်တစ်လုံးပိုမူပြီးတော့တန်ဖိုးမြင့်တယ်ပိုပြီးတော့အာကိုတိုက်တယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားဒီတုတ်တန်လေးမှာအဲ့ဒီရွှေအိုးလေးလုံးဟာဘယ်လောက်ထိတန်ဖိုးရှိလဲဆိုတာလေးကိုအကျဉ်းတုံးပြောလဲအဲ့ဒါဘုံကတော့အချင်းကြည့်ပြီးတော့အချင်းကျုပ်ပဲပြောပါမယ်ဟုတ်လားအဲ့ဒီရွှေအိုးလေးလုံးကိုမြတ်စွာဘုရားဘယ်လိုပြောလဲ ဧတံနေတိသူနေတော်အဇေယော အနုဂါမိကောပါယကမဏိယေသူဧတံအာရာယကိစ္စတိရန်သဘောကြအဓိကထားတယ်ဧတံနေတိသူနေတော်ကောင်းစွာမြုပ်နှံထားတဲ့အဲ့ဒီရွှေအိုးလေးလုံးဟာဒါနသီလသမာဓိပညာကိုရည်ညွှန်းတာနော်အဲ့ဒီရွှေအိုးလေးလုံးဟာတဲ့အဇေယောတဲ့ဘလောက်အစွမ်းထက်တဲ့လူကမှအနိုင်ကျင့်ယူလို့မရဘူး ဒီရွှေအိုးလေးလုံးရှိလို့ချမ်းသာနေတဲ့ပုဂ္ဂိုလ်ဆင်းရဲသွားအောင်ဘလို့လူမျိုးကမှဘလို့နှက်ကမှသူ့ကိုဒုက္ခပေးလို့အနိုင်ကျင့်လို့မရဘူးတဲ့။နော်အစေရောပြီးတော့ဗျာ။အနုဂါမိကောတဲ့။ကိုယ့်နောက်ကိုအစဉ်အမြဲလိုက်တယ်တဲ့။ကိုလှုပ်တာကကိုယ်တန်တန်ဖြစ်သွားတာဖြစ်တဲ့တည်းအကျိုးပေးမဲ့တတ္တိလေးဟာအမြဲတမ်းကိုယ့်နောက်မှာပါနေတယ်။သူသစ္စာအရှိဆုံးပဲ။ဘယ်တော့မှထားခဲ့ကြရမလို့အဲ့တော့ပို့ပြီးတော့ပြီးပြန်အောင်ရဲဆိုတာဘယ်လိုပြောတော့။ပါဟာယကမဏီယေတုအေတံအာရာယကိစ္စတိ။ပါဟာယ ပယ်ဆွန့်၍ဂမဏီရေသူသွားကြရတဲ့အခါမျိုးမှာအေးတန်ဒီရွှေအိုးလေးလုံးကိုနော်အာရာယယူဆောင်၍ကိစ္စတိသွားရတယ်ထားခဲ့ကြရမလို့နော်ဆွန့်ပြီးတော့သွားရတဲ့အခါဆိုတာဆွန့်လေဆိုတာနှစ်မျိုးရှိတယ်ကိုပိုင်တဲ့အရာတွေကိုနဲ့ပတ်သက်တဲ့လူတွေဟုတ်လားအဲ့ဒါတွေကကိုယ်ကိုဆွန့်သွားတာရှိတယ် အကြောင်းမျိုးကြောင့်စီးပွားပြက်တယ်စီးပွားတွေကကိုယ်ဆွန့်သွားတာအကြောင်းမျိုးကြောင့်ကိုချစ်တဲ့ခင်တဲ့လူကကိုယ်မုန်းသွားတယ်သူတို့ကကိုယ်ဆွန့်သွားတယ်အကြောင်းမျိုးကြောင့်ကိုချစ်ခဲ့တဲ့ခင်တဲ့လူတွေပေးသွားတယ်ဟာသူတို့အပီးကိုဆွန့်သွားအဲ့ဒါပါတော့ကိုကအဆွန့်ခံရတာဟာနောက်ထပ်ဆွန့်ခြင်းတစ်မျိုးရှိသေးတယ်အဲ့ဒါပါတော့ကိုကဆွန့်နေတာထားခဲ့မင်းတို့နေခဲ့တော့ဘယ်ဟာကြိုက်တော့မကြိုက်မကြိုက်တယ်ပဲအဲ့ဒီလမ်းရှောင်နေတာနော်ရှောင်လို့မှမရတဲ့ကိစ္စဟုတ်လားသူကဆွန့်တာရှိတယ် ကိုကဆွန့်တာရှိတယ်။ဆွန့်ရပြီဟေးဆိုတာလည်းဘာဖြစ်သွား၊ကွဲသွားပြီ။အတူတူမဟုတ်တော့အခုဒီရွှေဦးလေးလုံးကသူကလည်းကိုယ်ကိုမဆွန့်ဘူး၊ကိုယ်ကလည်းသူ့ကိုမဆွန့်ဘူး။ကိုနဲ့သူနဲ့ကတသားတယ်ပဲ။ဟမ်ကိုနဲ့သူနဲ့တသားတယ်ဆိုတော့ပြောလောက်ပြောလောက်တဲ့အရာဘာရှိဆုံးလောကမှာ။အရှိပါဦးလူချင်းချင်းအလုံးအလုံးချစ်လို့တချို့ပြောတာရှိတယ်ငါမင်းလိုပါပဲဟုတ်လား အလကားပြောတာဟုတ်လားအခိုက်တန်ပဲမစိတ်ပြောင်းတော့စိတ်ကလည်းအကြောင်းမျိုးကြောင့်ပြောင်းနိုင်တယ်လူတွေရဲ့ချစ်ချင်းမုန်းခြင်းဆိုတာကိုယ်ဆန္ဒလေးပြည်တာမပြည်တာပေါ်မှာမူတည်တာကိုယ်ဆန္ဒပြည်ရင်ချစ်တာပဲကိုယ်ဆန္ဒမပြည်တော့ဘူးဟေ့ဆိုတာနဲ့ပြောင်းမြန်ပြန်ဖြစ်သွားဘာမှစိတ်မချရဘူးနော်အဲ့တော့သူများဟောတာစိတ်မချဘူးလို့မပြောနဲ့ကိုယ်လည်းသူများအတွက်စိတ်မချရပါဘူးနားမလဲကြတော့စိတ်ချရတယ်ထင်းနေတာ ပြီးတော့မှသဘာဝဇာတိပြလာတော့မှဘာဖြစ်တော့အကြီးကြီးကြီးကွဲနေဟုတ်လားအံ့ဩနေတာဒီလိုမထင်ဘူးအစာတွေကစားဘယ်သူကမှားတာကိုကမှားနေတာမယုံမမဟာကြီးယုံနေတာကွာစားကိုကကိုမှားနေတာတဘောပေါက်လာဖုံးပြောတာတကယ်တမ်းယုံရမယ့်အရာဒီတစ်ခုပဲရှိတယ်ဒီကုလိုတစ်ခုပဲရှိတာဟုတ်လားဒါဆိုတော့ပဲအဲ့ဒါကိုပြောတာနော်ဘာဟာယကမဏီရေသူအေတံအာရာယကိစ္စဒီအလုံးကိုစွန့်ပြီးတော့သွားတဲ့တနေ့မှာဒါကိုကိုယူသွားလို့ရ၏တဲ့ ဆက်ပြီးတော့မှပြောတော့အတ္တာရဏမင်းကြီးတာအစောရဟရဏောနိတိနော်ကိရတာဒါဒီတော့ပုံညာနိယောနိတိအနုဂါမိကောနော်ယောနိတိဟောဒီခုပြောခဲ့တဲ့ဒါနတိလသမာဓိပညာဆိုတဲ့ရွှေဦးလေးလုံးဟာတဲ့အနုဂါမိကောကိုနောက်ကိုအမြဲလိုက်တယ်ပြီးတော့ပါပြောအတ္တာရဏမင်းကြီးတန်လေအဲ့ဒါလေးကိုလည်းပုံမှန်သဘောကျတယ်အတ္တာရဏမင်းကြီးတန်ဆိုဘယ်သူနဲ့မှမပတ်သက်မဆက်ဆက်ဘူးတဲ့ ဘုံတို့အခုဒီကုသဝါလွယ်လို့ကျန်တဲ့ကိုတန်ဖိုးထားတဲ့အရာတွေဟာကိုတယောက်တည်းပတ်သက်တာမဟုတ်ဘူးအကုန်လုံးကဝိုင်းပတ်သက်နေကြတာကိုရှာထားအဲဆိုအောင်တော့မှအကုန်လုံးနဲ့ပတ်သက်တာအနည်းဆုံးကိုမိသားစုပတ်သက်မှာဘုံတို့ကတော့ဒီတရားလေးဟောရင်ထက်ထက်ပြောရင်ရွာဘက်မှာမိမတွေကအိုးလို့ကိုလေလေးပါလေးရောင်းစားနေတာတော့တာသမီတွေကသဘောမတူရင်ရောင်းလို့မရဘူးငငယ်ရလေအော် ပစ္စည်းဥစ္စာကိုပိုင်တယ်လို့ပြောရတာခက်လိုက်တာကိုရှာထားတာတောင်ကိုပိုင်တယ်လို့ပြောလို့မရအောင်အနှောက်ယှက်ပေးတော့ရောင်းမရဘူးဘလို့လုပ်မလို့ဟုတ်တယ်မဟုတ်လားအဲ့ဒါဘာတော့ပဂတိဥစ္စာပစ္စည်းတွေဆိုတာကိုတယောက်တည်းပိုင်တာလို့ပြောလို့မရဟိုလူကလည်းငါပိုင်တယ်မဟုတ်ဘူးတော့မှငါတော့မင်းကိုဝင်နှောက်ယှက်လို့ရငါပတ်သက်လို့ရတယ်ငါဆက်ဆက်လို့ရတယ်ဆိုတာလေရှိနေတယ်ဘယ်သူမှမပတ်သက်ဘူးမဆက်ဆက်ဘူးတကယ်ကိုကိုစိုးကိုပိုင်ပိုင်စိုးပိုင်နေကိုတကယ်ပိုင်နေကိုတူးတင်းနဲ့တာနေပတ်သက်တယ်ဆိုတဲ့အရာ ကောင်းတာတွေမှာဒီကုသိုလ်တခုပဲရှိတယ်ဒါပြောတာမျိုးဆိုပြအတ္တရဏမင်းကြီးတန်တဲ့ပြီးတော့ပါတော့အစောရာဟရဏောနီတွေတခိုးတွေဓမြတွေအနုနီးနဲ့လည်းလူอยู่လို့မရဘူးအကျန်းနီးနဲ့လည်းတိုက်ခိုက်อยู่လို့မရဘူးနော်အတ္တောရာအစောရာဟရဏောနီဒါဘူးဘူးမှရရှိလို့မရဘူးကိုတကယ်ပိုင်နေဆိုတာကိုပေါ်လင်အောင်ရဆိုပါပြောတယ်မနော်ရွှေဦးလေးလုံးအဲ့ဒီရွှေဦးလေးလုံးကဘလောက်စွမ်းထက်တုံးလဲသူ့အနာတ္တ သူတရတသူတန်ဌာနသူလူပါဒအရိပစ္စပြိဝါဒတပ္ပမေတ္တနာလဝတိနော်ရှိလျာဘဝမှာနော်သူဝဏ္ဏတာဆိုတာအတားအစီကောင်းတာကိုပြောတာအရာဝကြည်ရတာအလွန်ကောင်းဟုတ်လားသူတန်ဌာနဆိုတာခန္ဓာကိုယ်အချိုးအဆက်ကအလွန်ကြာပူတာတွေရှည်တာတွေမရှိဘူးပိန်တာတွေဝတာတွေမရှိဘူးယောက်ျားလေးလေယောက်ျားလေးလို့မိန်းကလေးလေမိန်းကလေးလို့အချိုးဆက်ကြတာကိုပြောတာ သူရူပတာဆိုတာမျက်နှာကြည့်ကောင်းတော့ပြောတာလှတာကိုသုံးမျိုးပြောတာနော်အယောင်ကောင်းတယ်ပုံတရံကောင်းတယ်မျက်နှာကြည့်လို့ကောင်းဒီသုံးခုပေါင်းပြီးမှလူတယောက်ရဲ့လှပခြင်းဆိုတာပြည့်စုံအဲဒီရွှေအိုးလေးလုံးကပေးမယ်လို့ပြောတာဖခင်လှတယ်ဆိုတာတော့အသေးစိတ်ပြောတာဘုံကအလွန်သဘောကျတာနော်လှပြီးတော့အတန်အတန်လေးအတန်ကြောင့်လည်းအတန်ကလူချင်းမတူဘူးဆိုရင်လည်းဟာသွားပြန်တာပဲအဲ့တော့ဘာလို့လဲတော့အတန်ကောင်းဖို့လို့လေးတယ် နတုတရတာအတန်အတန်ကောင်းနေတဲ့အဲ့ဒါကိုဘယ်လိုပြောကြရအောင်တို့ရချင်းတာဘယ်လိုပြောကြရအောင်နအတန်ကြာတနာပါလေရုပ်မြင်မျက်နာမြင်ချစ်ခင်ပါစေရချင်းရတာနော်အဲ့ဒါရချင်းမစုပေးနိုင်တော့ဒီရှိုးလေးလုံးပေးနိုင်တယ်တဲ့သူ့အနာတာသူ့တရတာသူ့တန်ထာနာသူ့ရူပတာပြီးတော့ပါတော့အာတိပိစ္ဆပရိဝါဒာနဲ့ဟောနောက်တော့လူတွေရချင်းတာရှိသေးတယ်အဲ့ဒါပါတော့အစိုးတရားရှိတာကိုပြောရင်ပြီးတာကိုဩဇာတက်ရောက်တာဒါလည်းရချင်းတယ်နော် ိုဇူးမလေးစားဘူးကိုဇူးမဘီးမဆိုင်ဘူးဆိုရင်ဘယ်လိုလုပ်မလို့နော်အဲ့ဒါကိုလည်းပဲဒီရှူအိုးလေးလုံးကပေးမလို့ပြောတာအဲ့ဒါနောက်ဆုံးမြတ်စွာဘုရားနော်ဒီအလွန်လူတွေတန်ဖိုးထားတဲ့အစိုးတရားရှိတဲ့မင်းစည်းစိမ်နေနတ်မင်းစည်းစိမ်နေဒါတွေရမယ်အကျဉ်းတုံးဟောပြီးတော့အချင်းချုပ်ပါပြောတော့ဆိုတော့မာနုတိကာသတမ္ပတိဒေဝလောကိစာရတ္တိရာစနိဗ္ဗာန်တမ္ပတိတပ္ပမေတ္တနလဘတိမာနုတိကာသတမ္ပတိလူဘဝရဲ့ပြည့်စုံခြင်းဒေဝလောကိစာရတ္တိနတ်ဘဝရဲ့ပျော်မွေ့ဖွယ်ရာကောင်းခြင်း ဈာစနိဗ္ဗာန်တံပတ္တိနိဗ္ဗာန်ချမ်းသာရဲ့ပြည့်စုံခြင်းနဲ့လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာလူတွေပြောနေတဲ့ချမ်းသာဟုတ်လားဒီတုတ်တန်တွေကဆင်းသက်လာတဲ့စကားလုံးတွေနော်အဲ့ဒါကိုတပ္ပမေတ္တနာလက်ပတိတဲ့ဒီရွှေဦးကြီးလေးလုံးကပေးမိတဲ့ဧသဒေဝမနုဿာဏတပ္ပကာမရောနိတိယောနိတိအနုဂါမိကောပါယောနိတိအနုဂါမိကောနော်ဧတံအာရယခိစတိယောနိတိအနုဂါမိကောနော်တပ္ပမေတ္တနာလက်ပတိ နတ်တွေလူတွေလိုချင်တာမှန်သမျှကိုဒီရှိအိုလေးလုံးကပေးနိုင်မလို့ချုပ်ပြီးလိုက်တိုင်းပြောတာအဲ့ဒီမှာလိုချင်တာဘာတွေရှိသေးလဲကျွတ်တော့မတရားလူတရားမြတ်ကိုလည်းလိုချင်သေးတယ်တကယ်ငြိမ်းချမ်းမှုအစ်စ်ကိုလည်းလိုချင်သေးတယ်လွတ်မြောက်မှုကိုလည်းရချင်သေးတယ်စင်ကြယ်မှုကိုလည်းရချင်သေးတယ်ဂုံတကဂုံလည်းပဲသူတို့ကောင်းဆိုတဲ့ဂုံကအမြင့်ဆုံးပဲလေဟုတ်တယ်မို့လားနော်လိုချင်တယ်နော်အဲ့ဒါကိုလေအဲ့အတိရဉဏ်လူကိုရမှာသူတို့ကောင်းအစ်စ်မှဖြစ်နိုင်တာကိုအဲ့ဒါကိုလည်းပဲဒီရှိအိုလေးလုံးကပေးမယ်လို့ ရသော်ဗျာဟောဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုဟောတော့ဆိုတော့မိတ္တတံ္မရမာဂမယောနိတောဝပယုံစတောနော်ဝိဇာဝိမုတိဝတိဘာကိုတပ္ပမိတ္တနာလဘတိဒါလေးကနည်းနည်းလေးဆက်ဆက်ပြီးတော့ပြောမှနားလည်မယ်မိတ္တတံ္မရမာဂမလည်းကလျာဏမိတ္တမိကောင်းဆွေကောင်းရမယ်ယောနိတောဝပယုံစတောကိုယ်စိတ်ထဲကလည်းအတွေးမှအမြင်မှနေရှိမယ်ဆိုရင်ဝိဇာဝိမုတိဝတိဘာကိုဝိဇာဆိုတဲ့မဲ့ညာဝိမုတိဆိုတဲ့ဖို့ညာအဲ့ဒါကို တပ္ပမိတိနာလပ္ပတိဒီရွှေဦးလေးလုံးကပေးမယ်အဲ့တော့ဒီနေရာမှာမိကောင်းရွှေကောင်းနဲ့တွေ့တယ်ဆရာကောင်းတမကောင်းနဲ့တွေ့တယ်မိကောင်းဖာကောင်းနဲ့တွေ့တယ်ဆိုတာကရွှေဦးလေးလုံးနဲ့ပြည်စုံခဲ့မှအဲ့ဒီဟာကိုရတာအဲ့မိကောင်းရွှေကြီးအသေးသေးရှင်းပြကုသိုလ်ရှိမှနော်ကောင်းမွန်တဲ့အရက်ဒေတာမှာလူဖြစ်တာကောင်းမွန်တဲ့အတိုင်းဝိုင်းမှာလူဖြစ်တာအဲ့ဒီနေရာမှာလူဖြစ်မှမိတ်ဆွေကောင်းဆိုတာရတာ မိ쇠ကောင်းဆိုတာရမှမိ쇠ကောင်းရဲ့စကားကိုနားထောင်ပြီးတော့အတွေ့ကောင်းအမြင်ကောင်းအတိကောင်းအမှန်ကောင်းကိုရတာနော်အဲ့တော့ဘုန်းတို့တရားထူးရဖို့အတွက်ဘဝမှာဒီပစ္စကဘဝမှာဘာလို့တုံးဆိုတော့မိ쇠ကောင်းလို့တယ်ဘုရားသူကသူမိ쇠ကောင်းလောက်မှဒါရနော်မိ쇠ကောင်းလို့တယ်ပြင်ပါတော့နှလုံးတွင်းကောင်းဆင်ခြင်မှုအကောင်းအတွေ့ကောင်းအမြင်ကောင်းအတွေ့မှန်အမြင်မှန်အဲ့ဒါမပါရင်မရဘူးဟုတ်လားအဲ့ဒီနှစ်ခုကအဓိကပဲ မိကောင်းတဲ့စိတ်ကောင်းเนาะအဲ့ဒီစိတ်ကောင်းကဘယ်ရရမလို့ဆိုတော့မိကောင်းစရာရတာနားလေဖို့လိုတယ်အဲ့ဒီဥစ္စာကျွတ်တို့အခုသိထားတဲ့အတရားမွေးရပါအလိုလိုနေနဲ့သိလာတာလားဘယ်ရရတယောက်ယောက်စီကရတာဟုတ်တယ်မဟုတ်လားတယောက်ယောက်ရေးထားတာကိုဖတ်ရတယ်တယောက်ယောက်ပြောတာကိုကြားရတယ်အဲ့ဒါတွေဘယ်ရဆင်းသက်လာလဲလို့မေးလိုက်ရင်တော့မြတ်စွာဘုရားကြီးရဆင်းသက်လာတော့ဟုတ်လား ဘယ်သူတော်ကောင်းတွေအသေးသေးတန်ခါတော်တွေတော့လူပညာရှိတွေသူတော်ကောင်းတွေအစဉ်အဆက်လူလောကကြီးမှာဒီအသိဉာဏ်ကိုရအောင်လို့ဖြန့်ခဲ့ကြဝေခဲ့ရတာဟုတ်တယ်မဟုတ်လားနော်ဒါကြောင့်မလို့မြတ်စွာဘုရားဒါဟောတာမိတ်ဆွေကောင်းရှိမယ်နှလုံးသွင်းမှန်မယ်ဆိုရင်ဒီလူဟာဝိဇာဝိမုတိကိုရမယ်အဲ့ဒီမိတ်ဆွေကောင်းနှလုံးသွင်းကောင်းဆိုတာဘယ်ရရမှာတော့ဒီရွှေဦးလေးလုံးကပေးမှာအရင်စင်အမြင့်မြေကဆိုတာသူကအဲ့ဒီကိုသွားလာဟုတ်လားဒါကြောင့်ရွှေဦးလေးလုံးနဲ့ပြည့်စုံခြင်းဟာမဉ္ဇဉ်ပုံညာကိုပေးလိုက်မယ်ဆိုတာကိုနားလေရမှာအဲ့ဒါကိုမြတ်စွာဘုရား မဉ္ဇဉ်ပုံဉ္ဇဉ်မှာရိုးရိုးမဉ္ဇဉ်ပုံဉ္ဇဉ်နဲ့မို့အချံရံနဲ့ရမယ်ဆိုပြီးတော့ပဋိသင်္မိတာဝိမောက္ခောစာရာသတဝကပါရမီပိစိကဘောဓိဘောဓဘုံမီတပ္ပမေတ္တနာလပတိပဋိသင်္မိတာလေးပါဝိမောက္ခတရား၈ပါးသဘာဝဉာဏ်ပိစိကဘောဓိဉာဏ်တမ္မာတံဘောဓိဉာဏ်ဟောပိစိကဘောဓာတမ္မာတံဘောဓိဘုရားအဖြစ်အဲ့ဒီဟာကိုပဲတပ္ပမေတ္တနာလပတိဒီရွှေဦးလေးလုံးကပေးနိုင်မယ်တဲ့နော်ဘုရားဖြစ်လောက်အောင်ထိရွှေဦးလေးလုံးကိုအည်သွေးမြင့်အောင်မြုပ်နှံခဲ့မယ်ဆိုရင်ဘုရားဖြစ်မှာပဲဒီသဘောကိုပြောတယ်နော် ကိုမီတော့ဘုရားဖြစ်တာရေဟိုပဲကောင်းမြတ်တာဗာကျန်သေးလို့အားမကျန်တော့ဟုတ်လားဧဝမေဒီကဧတယရိတံပုံညာတံဗလာကိရာထာဒီတော့ပုံညာနိနပန္တိတံကတာပုံညထံတဲ့ဧဝမေဒီကဧတဒီလောက်တကိုးအာနုဘောတနည်းအားဖြင့်အစွမ်းအာနိတင်ကြီးမာတဲ့ကုလိုကောင်းမှုရဲ့ပြည့်စုံခြင်းကိုကုသိုလ်နဲ့ပြည့်တုံနေဆိုတာအဲ့ဒီလောက်အာနိတင်ကြီးမာတယ်ပေါ့ဒါနာတိလသမာဓိပညာရဲ့အစွမ်းဟာအဲ့လောက်ကြီးတယ်လို့ပြောတာဟုတ်လား အဲ့တော့ရမလို့နော်ကိရာထာတိရောပုံညာနေနော်တတမတိရာပတန်တန်တိပဏိတာကရပုံညာတဲ့နော်တတမထို့ကြောင့်နော်ဒီတော့ပညာရှိလို့ဒီနော်ပုံညာနေကုသိုလ်ကောင်းမှုတော့ကိုနော်တတမတိရာပတန်တန်တိနော်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဟိုကုသိုလ်ကောင်းမှုပြုဖြစ်သွားတဲ့အဖြစ်ကိုချီးမွမ်းကြတယ်တတမတိရာပတန်တန်တိပဏိတာကရပုံညာတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာ ကုလိုကောင်းမှုပြုပြည့်သွားပြီဆိုရင်အဲ့ဒီလူကဘာတော့ချီးမွမ်းညားေတဲ့နော်လောကမှာချီးမွမ်းတိုက်တဲ့အရာအစ်စ်အမှန်ဒါပဲဟိုဒေဝရသုတ်တန်ရပြောမယ်ဆိုရင်တော့မကောင်းတာမလုပ်ဖဲနေနိုင်လဲဖြဲဘုရားချီးမွမ်းတယ်လို့ဟောရတော့နော်ခုဒီမှာတော့ဘာတော့ကောင်းတာလုပ်နိုင်တာကိုပညာရှိတွေချီးမွမ်းတယ်လို့ပြောတယ်အော်ဒီလူဟာသူ့ကိုယ်သူစစ်မှန်တဲ့နီလန်းနဲ့ချမ်းသာအောင်လုံနိုင်နေဆိုတာဒါချီးမွမ်းတိုက်တယ်ဒီလိုလေးအဆုံးသတ်တယ်ဒီသုတ်တန်ဟုတ်လား ဒီလောက်အာနိသင်ရှိတဲ့ကောင်းမှုရဲ့ပြည့်စုံခြင်းကုသိုလ်ကောင်းမှုရဲ့အစွမ်းအာနိသင်ကြီးမားခြင်းဒါကိုမြင်ပြီးတော့ဖုံးလို့တာကုသိုလ်ကောင်းမှုကိုကြိုးစားရမှာနော်ကုသိုလ်ကောင်းမှုကိုကြိုးစားမယ်ဆိုရင်ပညာရှိတွေကတော်တယ်ဒီလိုလုံတင်လုံထိုက်တာကိုတော့လုံနိုင်နေဆိုတော့ဘာလို့ကြာလို့ရှင်းမကြရလေတာဒါနိဒိကနာတုတ်တန်လေးကိုလူရင်းကထာလေးတွေကိုကောင်းထုတ်ပြီးတော့ဘုံဘုံပြောပြတာဟုတ်လားအနာဂတ်ရေးအတွက်ဘုံဘုံတို့အချိန်နဲ့အမျှလုံနေရတာနော်နော်ထိထိရောက်ရောက်လုံနိုင်ဖို့အတွက် ဒီသုတ်တံလေးနားလည်ထားဖို့မလိုဘူးလားညှုံနှံသိရှိထားမယ်ရွှေဦးကြီးလေလုံးဟုတ်လားဒါနရဲ့သီလရဲ့သမာဓိရဲ့ပြညာရဲ့အခုထိုင်နေရင်နဲ့နားထောင်နေရင်နဲ့အဲ့ဒီရွှေဦးလေလုံးကအတိုင်းတာတစ်ခုထိကိုပမာဏနဲ့ကိုညှုံနှံပြီးသားဖြစ်နေတယ်ဟုတ်လားဒါနကောင်းမှုပြုရင်းနဲ့အခုလုံးကြရလေဟောသီလနဲ့စောင့်တည်ထားတယ်ဟောဟောဘုံပြောတဲ့စကားကြီးဟောမြတ်စွာဘုရားဟောတဲ့စကားကြီး ဒီလိုပါလားလောကအဒီလိုပါလားဘဝအဒီလိုပါလားတဘာဝတရားတွေအဒီလိုပါလားကုသိုလ်ကဒီလိုအစွမ်းရှိတာပါလားလို့သိတာကိုဘာလို့ခေါ်တော့ပညာသောသောဘုံဘုံပြောတဲ့ပညာကတော့အဆင်ပိုမြင့်တဲ့ပညာပေါ့နော်အဲအဲ့ဒီပညာလေးရအောင်ခုဘုံဘုံပြောတာလေးငြိမ်ငြိမ်လေးနားထောင်လို့သိတာစိတ်ကရောက်ရခတ်နေတော့တောကဖြစ်စရာတွေဂျုံလို့ဘုံကြီးပြောတဲ့စကားကိုအကုန်လုံးနားရဲမရောက်ဘူးစိတ်တရားတုံ့လုံနေတယ်ဆိုရင်သိပါမလား အဲစိတ်တွေမတုံ့လှုပ်ဘူးငြိမ်ငြိမ်လေးတည်တည်လေးတစ်လုံးပြီးတစ်လုံးနားထောင်ပြီးတော့နေနိုင်တာဘာရဲ့ဆိုတော့သမာဓိဟုတ်လားသမာဓိပညာဆိုလို့အဝေးမှဖြစ်နေမှာမဟုတ်လေကိုယ်ထဲမှာမှတော့အတိုင်းတာတစ်ခုထိဖြစ်နေတယ်ဆိုတော့မြင်ရတော့ငြိမ်မှသိတာမငြိမ်ရင်သိလို့မရဘူးဟုတ်လားငြိမ်တာပါတော့သမာဓိသိတာပညာ ဟောလို့ကိုယ်နဲ့နှုတ်ကိုယ်နဲ့ငြိမ်ငြိမ်လေးထားလို့ဈုမဒုက္ခမပြုဆိုအဲ့ဒါမှလုံးတီလာစိတ်ငြိမ်တာကိုသမာဓိဟုတ်လားသမာဓိပညာဆိုလို့အဝေးမှဖြစ်နေမှာမဟုတ်လေကိုယ်ထဲမှာမှတော့အတိုင်းတာတစ်ခုထိဖြစ်နေတယ်ဆိုတော့မြင်ရတော့ငြိမ်မှတည်တာမငြိမ်ရင်တည်လို့မရဘူးဟုတ်လားငြိမ်တာပါတော့သမာဓိတည်တာပညာ ဟောလို့ကိုယ်နဲ့နှုတ်ကိုယ်နဲ့ငြိမ်ငြိမ်လေးထားလို့ဇုမဒုက္ခမပြုဆိုအဲ့ဒါမှလုံးတီလာစိတ်ငြိမ်တာကိုတမာတိလို့ပြောတာကိုယ်နဲ့နှုတ်နဲ့ငြိမ်တာကိုကြတော့တီလာလို့ပြောမှာအခုကိုယ်ရောနှုတ်ရောစိတ်ရောငြိမ်နေတော့တီလာနဲ့တမာတိနဲ့ပြည့်စုံသွားတာအဲ့ဒီချိန်မှာတည်တင်တည်လိုက်တာလေးတွေတည်သွားတာမြင်သွားတာပြင်ကြအဲတီလာတမာတိပြင်ကြဆိုအဲ့ဒါပဲနော်ဒါလူရင်းလေးနော်ဟိုအဆင့်ဆက်ရှိတယ်ဆိုတာလေးကိုနားလည်ဖို့ပြောတယ်တီလာတမာတိပြင်ကြတော့သူ့အဆင့်လေးနဲ့သူပေါ့ ဟုတ်လားအထုတ်အထိတ်ဆိုရင်တော့ဒါမဲ့ညာဖွဉ်ရနေရမှာရှင်နော်အထုတ်အထိတ်ရောက်သွားတော့နော်တပုံပြောရင်ဒါလေးကပါတော့ကုသိုလ်ကောင်းမှုပြုရတာဟာကိုကိုကိုမှန်ကန်တဲ့နိလန်းနဲ့ချမ်းသာကိုကြိုးစားအထုတ်တာဆိုတာလေးကိုဒေသနာတော်ကိုအခြေခံပြီးတော့ပြောပြတာဟုတ်လားဒါအနုမောဒနာတရားနော်